မင်္ဂလာပါဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာကတော့လေအင်္ဂလိပ်စကားပြောကိုလေ့ကျင့်ဖို့ရင်းလွယ်ပြီးတော့တကယ်ကိုအစွမ်းထက်တဲ့နီးလန်းလေးတခုပဲကဲဆက်လိုက်ကြအောင်လားအင်္ဂလိပ်စကားပြောလေ့ကျင့်ကျင်တယ်ဟုတ်ဒါကဘာသာစကားသင်နေတဲ့တူတိုင်းရဲ့အိမ်မက်တခုလိုပါပဲ fluency ရချင်းကြတာချေပြောလင်းဒါပဲမဲ့လေအကြီးမားဆုံးအခက်ခဲကဘာလဲဆိုတော့အတူတူလေ့ကျင့်ဖို့ partner ရှာရတာပဲဟုတ်တယ်ဟုတ် အချင်ကမကိုက်နီးရကအစမပြေနဲ့အဲ့ဒီကလေ့ကျင့်ချင်စိတ်ရှိပေမဲ့လည်းပြတ်သွားရောအဲ့တော့ ဂျီပြတနာကိုဘယ်လိုဖြေရှင်းမလဲအဖြေကလေတကယ်ကိုရိုးရှင်းလွန်းလွန်းအားဟုတ်သွားလိမ့်မယ်အဲ့လာစားတော့ကို့ကိုအင်္ဂလိပ်လိုစကားပြောတာပဲဟုတ်တယ်ကို့ဘာသာကိုစကားပြောတဲ့နီလန်းပေါ့ဆိုတော့ English self talk ဆိုတာဘာကြီးလဲလဲလဲလေးပဲကိုနေတိုင်းလုပ်နေတဲ့အရာတွေလीအဲ့ဒါတွေကို English လိုအတန်းထွက်ကြီးပြောနေတာမျိုးဒါပါပဲဒီနေ့အကောင်းဆုံးအချက်ကဘာလဲဒီလားအញ្ញမ်းလွယ်တယ်ပြီးတော့တကယ်ကိုအသုံးဝင်တယ်ဘာမှရှွတ်ရှွတ်ထွေးထွေးတိမလို့ အခုချက်ချင်းစလုပ်လို့ညတာရယ်။ကဲစင်ဝင်လားစရာကောင်းတဲ့အပိုင်းရောက်ပြီ။ဒီလိုကို့ဘာသာကိုပြောလာကဦးနောက်ကိုဘလို့လေးချင်းပေးနေတာလေ။ဒါကဒီတိုင်းလေးပါစကိုက်ချက်နေတာထက်အများကြီးပိုပါရယ်။ကို့ရဲ့အတွေးနဲ့စကလုံးချားမှာတကယ်ကို connection တစ်ခုကိုတိဆောက်ပေးနေတာ။ဒီလိုလေးချင်းပေးတဲ့နေရာမှာအဆင့်လေးဆင့်ရှိတယ်။ပထမဆုံးကို့လုံနေတဲ့အရာတွေကိုစပြောကြည့်မယ်။ပြီးရင်အဲ့ဒါကိုရိုးရိုးရှင်းရှင်းဝါးကြလေးတွေဖွဲ့ကြည့်မယ်။ တဖြည်းဖြည်းနဲ့ဒါကိုနေတိုင်းလုပ်တဲ့အချင်းချင်းအောင်မွေးမြူလိုက်ပြီးဆိုရင်တော့နောက်ဆုံးမှာ English လိုစဉ်းစားရရောပြောတာပါအလိုလို automatic ဖြစ်လာလိမ့်မယ်အကောင်လုံးကတော့လေပါပါနားမှမလို့တာပဲကိုတရက်တဲ့ဘဲချင်းဖြစ်ဖြစ်ဘဲနေရာမှာပဲဖြစ်ဖြစ်လက်ချစ်လို့ရတယ်လုံးဝ free ပဲကဲဒါဆိုနီးရှင်ဘဝမှာဒါကိုဘယ်လိုလက်တွေ့ကြကြလေ့ကျင့်မလဲကြီးလိုက်ရအောင်ဥပမာနော်လမ်းလျှောက်နေတယ်ဆိုတော့ ဲ့ဒီအခါမှာ I am walking လို့ရိုးရိုးလေးပဲခိုးပါတာကိုပြောကြည့်လိုက်။ကိုလုံးနေလဲ action နဲ့စကားလုံးကို direct ချိန်မိလိုက်တာပဲ။နောက်တစ်ခုမိဖို့ချောင်းထဲမှာဟင်းချက်နေတဲ့အချိန်မှာတော့ဒါပေါ့ I am cooking လို့ပြောလိုက်ရုံပဲ။အညာလွယ်တယ်မလား? Okay. အိမ်မှာတန်းရှင်းရေးလုပ်နေတုန်းဆဲတော့ဥပမာစာပွဲတုတ်နေတယ်ဆိုရင် I am cleaning the table လို့ပြောကြည့်ပေါ့ဒီလိုနေနဲ့လေဝေါ်ဟော်ရာဒီကလည်းတဖြည်းဖြည်းနဲ့ကိုနဲ့ပို့ပြီးရင်းနှီးလာမှာ ိမ်ထဲမှာပဲလို့မဟုတ်ဘူးနော်အပြင်ထွက်တဲ့အခါပန်းချန်နဲ့မဆိုရင်တောင်းခုန်တန်လေးပေါ်မှာထိုင်နေရင်နဲ့ I am sitting on the bench လို့ပြောလို့ရသေးတယ်ဆိုတော့နေရာတိုင်းကကို့အတွက်လေ့ကျင့်ခွင့်ချစ်သွားတာပေါ့အထက်ကတော့ချက်ကတော့ဒါပဲဒီဝါကြော်တွေကရိုးရှင်းတယ်ဒါပေမဲ့သူတို့ကဦးနှောက်ကိုတကယ် train လုပ်ပေးနေတာပြီးတော့အရေးကြီးဆုံးကတကယ်ထက်လေ့ကျင့်လုံရတယ်ကဲဒါဆိုရင်ねဒီနေ့ Solo 4 Dog ပထမဆုံးခြေလမ်းကိုကြည့်ရအောင် ဒီနှစ်ခုရဲ့ဌာနချက်ကိုမြင်အောင်ကြည့်လိုက်ပါ soft talk မလုပ်ဘူးဆိုရင် partner တယောက်ကိုစောင့်နေရင်နဲ့ကို့အရေးချင်းကဒီနေရာမှာပဲရက်နေနိုင်တယ်ဒါပေမဲ့ဒီနည်းကိုသုံးလိုက်တာနဲ့နေတိုင်းတိုးတက်မှုရှိလာမယ်ပြီးတော့ကိုကိုကိုယုံကြည်မှုလည်းပိုကောင်းလာမှာသိကြတယ်ဒါကြောင့်လေဒီနေ့ပဲစပြီးစိုင်းကြည့်လိုက်ပါတော့မနှက်ဖြန်တိမစောင့်နဲ့တော့အဲ့ဒီအခါကျရင်တစင်ချင်းစီတိုးတက်လာတာကိုကိုလိုက်မြင်တွေ့ရမှာပါဆွဲဆွဲမြင်းမြဲလို့ဖို့ပဲလို့လားကဲ ဒီအစီအစဉ်လေးမပြီးခင်မှာမေခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။အခုချက်ချင်းပထမဆုံးပြောမယ့်အင်္ဂလိပ်စကားကဘာဖြစ်မလဲစဉ်းစားမနေနဲ့အခုပဲပြောကြည့်လိုက်